လုံးလူရှဲရှဲကဘာတော်လားစီတယ်ကိုယူစားနေကြရတာပါဒီတစ်ပတ်မှာတော့ဒေါ်နယ်ထရန့်လက်ထက်သမ္မတရဲ့အုပ်ချုပ်ရေးအာဏာဟာဘယင်တပားလို့အဆုံးစမဲ့ကျေပြန့်လာတော့မလားဆိုတဲ့ဥပဒေကြီးရဲ့ပြဿနာကနေစပြီးတော့အမြင်တွေအယူဆတွေအစွန်းနှစ်ဖက်ရောက်လာတာရဲ့ပြရုပ်ဖြစ်တဲ့စနိုးဝိုက်ဇက်ကနောက်ွယ်ကရင်ကျေးမှုနဲ့နိုင်ငံရေးတိုက်ပွဲတွေအကြောင်းယူစားကြမှာဖြစ်ပါတယ်မေဂန်နော်ဒေါ်နယ်ထရန့်ဟာသမ္မတရာဒူးအာဏာကိုအခြေခံဥပဒေပါမူရင်းမျှော်မှန်းချက်တိုင်းပြန်အသက်သွင်းဖို့အတွက် ထင်ရှားတဲ့ conservative ဥပဒေ theory တခုကိုအသုံးချနေပါတယ် Where I have the right to do whatever I want as president ဒီထဲမှာပြည်အောင်စုအစိုးရဝန်ထမ်းထောင်တောင်းချီယာရုကဖယ်ရှားတာ agency တခုလုံးဖျက်သိမ်းတာလွတ်လပ်တဲ့စီကံထိန်းသိမ်းရေး agency အဖြစ်ဖန်တီးတဲ့အဖွဲ့အစည်းတွေကိုပါတမရရဲ့ကြီးကြပ်မှုအောက်တွတ်သွင်းလာပြီးပါဝင်ပါတယ်အခုဆိုရင်ပညာရေးဝန်ကြီးဌာနလို cabinet အဆင့်ဌာနကြီးတခုလုံးမှာပိတ်သိမ်းမှုကြိုးစားလာတာတွေ့ရပါတယ် I want to bring the schools back to the states. And, you know, I've said it a hundred times. We're ranked at the bottom of the list, and yet we spend more. We're ranked number one for, for course pursuit. We're ranked at the bottom of the list in education. ဥပဒေရေးအကြောင်းပြချက်ကတော့ unitary executive theory ဖြစ်ပါတယ်။တကူတော့အုပ်ချုပ်ရေးအာဏာ theory လို့အနည်းဆက်ဆုံးဘာသာပြန်ဆိုနိုင်မှာဖြစ်ပါတယ်။ American အခြေခံဥပဒေရဲ့ပုံမှန်နှစ်မှာ ဥချိုရေးအာဏာကိုအမေရိကန်ပြည်အောင်စု၏သမ္မတတဦးကိုအနှင်းရမည်လို့ကြေညာထားပါတယ်။ Read Article 2 which gives the president powers that you wouldn't believe. ဒါမဲ့အာဏာဘလောက်ကြီးမလဲ၊ဘာတွေပေါ်မှာတက်ရောက်မလဲဆိုတာဒီကနေ့ထိမေးခွန်းထုတ်စရာကိစ္စဖြစ်နေပါတယ်။သမ္မတဟာအစိုးရဌာနတွေကိုကြီးကြပ်ရတယ်ဆိုတာအခြေခံဥပဒေအရရှင်းလင်းပြီးသားဖြစ်ပါတယ်။ဒါပေမဲ့ပြည်ထောင်စုကွန်ရက်ကော်မရှင် FTC ငွေချေးတပ်တွေကလက်မှတ်ကြီးကြပ်ရေးယူ SEC စတဲ့အမေကိုကင်းလွတ်လပ်တဲ့ agency တွေနဲ့ပတ်သက်လို့တော့အငင်းပွားစရာဖြစ်လာပါတယ်။စီးပွားရေးစောင့်ကြည့်တဲ့စီကံထိန်းသိမ်းပေးရတဲ့အဖွဲ့အစည်းတွေကို Congress လွှတ်တော်ကဖန်တီးပြီးတော့သမရလက်မှတ်ရေးထိုးအတည်ပြုတာကနေဖြစ်ပေါ်လာတာဖြစ်ပါတယ်။ဒီဖွဲ့စည်းတွေကနိုင်ငံရေးနဲ့မဆိုင်အစိုးရအပြောင်းလဲကြောင့်မထိခိုက်စေဘဲတီးခြားလွတ်လပ်အောင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ Trump ကတီးခြားလွတ်လပ်တဲ့ agency တွေကိုပါအုပ်ချုပ်ရေးမန်နိုင်အောက်ကိုထည့်သွင်းတဲ့ဥပဒေကဲ့သို့ NRD ရဲ့အမိန့်ကိုထုတ်ခဲ့တာဖြစ်ပါတယ်။ New York တက္ကသိုလ်ဥပဒေဌာန ဘရန်နန်စင်တာကိုဦးစီးသူမိုက်ကယ်ဝေါ်လ်မန်ဟာဒီတကူတော်အုပ်ချုပ်ရေးအာဏာသီအိုရီရဲ့အန်ရီအကြောင်းကြကြပြန့်ပြန့်ရေးခဲ့ပူပါတယ်။စီးပွားရေးကိုစီကံထိန်းသိမ်းဖို့စတော့ဈေးွက်ကိုကုတ်ကဲဖို့ဈေးွက်တွေထဲမှာရှင်ပြိုင်မှုတွေရှိစေဖို့အတွက်လက်ရှိမီကိုနဲ့အရာတွေအများကြီးဒီအမိန့်ကြောင့်ပျက်စီးသွားနိုင်တယ်လို့ဝေါ်လ်မန်ကသုံးသပ်ပါတယ်။အစိုးရအဖွဲ့အတွင်းဒီမိုကရေစီနဲ့တာဝန်မှုတာဝန်ခံမှုကိုပြန်လည်အသက်သွင်းခြင်းလို့ခေါင်းစဉ်တတ်ထားတဲ့ထရန့်ရဲ့အဲ့ဒီအမိန့်မှာ အခြေခံဥပဒေပုံမှန်နှဲ့နဲ့ တကူတော်အုပ်ချုပ်ရေးအာဏာသီအိုရီကိုကိုးကားထားပါတယ်။အဲ့ဒီပုံမှန်ရဝန်ထမ်းအလုံးဟာသမ္မတကြီးကြပ်မှုအောက်မှာပဲရှိတယ်လို့ဆိုထားပါတယ်။ဒါကြောင့်လဲဒီလိုဝန်ထမ်းတွေထောင်ချီဖြုတ်ခွင့်ရှိတယ်လို့အကြောင်းပြချက်ပေးထားပါတယ်။ကယ်လီဖိုးနီးယားတက္ကသိုလ်ဘာကလေးကဥပဒေပါမောက်ခဂျွန်ယူဟာဘူရှ်အစိုးရလက်ထက်ကဒူးလက်ထောက်ရှေ့နေကြုံဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်ဒီသီအိုရီကိုလှုံ့ဆော်ခဲ့သူဖြစ်ပါတယ်။အကြမ်းဖက်မှုနဲ့တန်လျာရှိသူတွေကိုနှိမ်ပန်းနှိပ်စက်ပြီးတော့စစ်မေးတဲ့နီးလန်းတွေတုံးဖို့အတွက် တမရမှာအုပ်ချုပ်ရေးအာဏာရလုပ်ပိုင်ခွင့်ရှိတယ်လို့ပုံမှန်နှစ်ကိုပဲကိုကတုံ့ပြန်ခဲ့သူဖြစ်ပါတယ်။တမရထွန်းကလည်းဒီဒီရိုတွေပဲထောက်ပြပြီးတော့တိုင်းနဲ့ကြီးရဲ့အစိုးရဝန်ထမ်းတွေကိုထုတ်ပယ်မှုကနေဘာကြောင့်ကာကွယ်ပေးရမှာလဲလို့တုံ့ပြန်တာဖြစ်ပါတယ်။ထွန်းဟာအဲ့ဒီတီးခြားလွတ်လဲ့တယ်ဆိုတဲ့ agency အချို့ကအကြီးအကဲတွေကိုထုတ်ပြခဲ့တာဖြစ်ပါတယ်။အထက်လွှတ်တော်ရဲ့အကြံပြုချက်သဘောတူညီချက်နဲ့တမရကခန့်အပ်တဲ့အစိုးရအဓိကအရာရှိကြီးတွေနဲ့ပတ်သက်လာရင်အခြေခံဥပဒေကရှင်းလင်းမှုရှိပေမဲ့အဲ့ဒီလူတွေကိုဖယ်ရှားတာနဲ့ပတ်သက်ရင်ကြတော့ ရှုတော်ဘက်ကဘလို့ကန့်သက်ချက်ပြန်တမ်းပတ်တင်တယ်လဲဆိုတာခက်ခဲတဲ့မိကုံဖြစ်လာပါတယ်။ဒါပေမဲ့မိကုံအသက်တော်မဟုတ်ပါဘူး။နောက်က30ပြည့်လွန်နှစ်တွေက FDR လို့ခေါ်ကြတဲ့သမ္မတ Franklin D. Roosevelt ဟာတီတောင်စုကုံသွယ်ရေးကော်မရှင် FDC ဥက္ကဋ္ဌ William Humphrey ကိုနိုင်ငံရေးအကြောင်းပြချက်အရယာတုကဖယ်ရှားပစ်ခဲ့ပါတယ်။အဲဒီတော့ကတရားဥပဒေကတော့အခြေခံဥပဒေမှာသမ္မတကိုအကန့်အသတ်မဲ့အာဏာပေးမထားဘူးလို့ဆုံးဖြတ်ခဲ့ပြီးတော့ဥက္ကဋ္ဌကိုအကြောင်းပြချက်ခိုင်လုံမှသာဖယ်ရှားနိုင်တယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ 1980ပြည့်လွန်နှစ်တွေတုန်းကနောက်ထပ်တမှုကတော့တရားရေးဆိုင်ရာလွတ်လပ်တဲ့ဥပဒေအတိုင်းအမြံတူရဲ့တရားဝင်မှုဖြစ်ပါလေဒီပုဂ္ဂိုလ်ကိုသမ္မတကမဖြစ်အောင်ကာကွယ်ပေးနိုင်မလားဆိုတဲ့မေးခွန်းကိုတရားရုံးကကာကွယ်ပေးနိုင်တယ်လို့ဖြေခဲ့ပါတယ်အဲ့ဒီတော့ကလည်းတရားအချုပ်တရားသူကြီးတို့ကသဘောကွဲလဲခဲ့ပါတယ်တန်းဝက်ခဲ့တဲ့တရားသူကြီးစကာလီယာကအခြေခံဥပဒေမှာသမ္မတရဲ့လုံပိုင်ခွင့်အာဏာတွေကိုကျုပ်တို့လက်ခံပေးမှရမယ်လို့ဝါကွက်အပ်ထားတဲ့အချက်မပါဘူးလို့ထောက်ပြခဲ့ပါတယ်အုပ်ချုပ်ရေးအာဏာကို အမေရိကန်ပြည်အောင်စုရဲ့သမ္မတတူးတဲ့လက်ထဲမှာအနှင်းရမယ်လို့ပဲရေးထားတာဖြစ်ပြီးတော့သမ္မတနဲ့အခြားသူတွေကိုခွဲဝေအနှင်းတယ်လို့ရေးမထားဘူးလို့သူ့အမြင်ကိုဖော်ပြခဲ့ဘူးပါတယ်။အဲဒီတော့တရားဥပဒေမှာကန့်ကွက်တဲ့တရားသူကြီးကသူတယောက်တည်းပဲရှိခဲ့ပေမဲ့သူ့ရဲ့ယူဆဟာနောက်ပိုင်းအုပ်ချုပ်ရေးအာဏာကိုပိုကြကြပြန့်ပြန့်ဖွင့်ဆိုလိုသူတွေရဲ့ကြွေးကြော်တမ်းဖြစ်လာပါတယ်။လွှတ်တော်ကခွင့်ပြုထားတဲ့ပေးချေမှုတွေကိုအုပ်ချုပ်ရေးအာဏာရှိသူအနေနဲ့တရားဝင်တည်ယူပိုင်ခွင့် impoundment ရှိတယ်လို့ Trump ကပြောထားပါတယ်။ ဒီလိုမျိုးတကူတော့အုပ်ချုပ်ရေးအာဏာသီအိုရီကိုလုံလုံကျူးကျူးဖွင့်ဆိုကင်ဆွဲမှုဟာတရားဝင်မှုဆိုတဲ့ဘာသာစကားအရေးချုံထားတဲ့ပြောင်ပြောင်တင်းတင်းအာဏာသိမ်းမှုဖြစ်တယ်လို့ဝေဖန်မှုတွေရှိနေပါတယ်။ဒါကိုဆုံးဖြတ်ဖွင့်ဆိုရမှာကတော့တရားရုံးချုပ်ရဲ့အလုပ်ဖြစ်လာပါတယ်။ We had no idea we had no idea we were going to find this much and it's open it's it's not like complicated it's, it's simple stuff it's အမှန်ကရွေးချယ်ရှိရှိကိုစမ်းသပ်နေရလဲဖြစ်နိုင်ပါတယ်။ထရန်ကသူ့ရဲ့အာနာကိုဒီလိုတွေတုံးပြနေတာရဲ့ရွေချက်တစိမ့်တည်တာဟာ တရားရုံးချုပ်က အရင်စီရင်ထုံးတွေကိုပြင်ဆင်ဆုံးဖြတ်ဖို့အခွင့်အလမ်းပေးတာလည်းဖြစ်နိုင်တယ်လို့ဥပဒေပညာရှင်တွေကယုံကြည်ထားကြပါတယ်။တရားသူကြီးချုပ်ဂျွန်ရောဘတ်ဥဆောင်တဲ့တရားရုံးချုပ်ဟာဒီအတွက်အနှစ်20လောက်ပြင်ဆင်ထားခဲ့တာလို့ဥပဒေပါမောက်ကဂျွန်ယူကတုံ့တက်ပါတယ်။လွန်ခဲ့တဲ့9နှစ်တုန်းကစားသုံးသူဗန်ဒါကြီးကာဝယ်ပေးဘူရို CFPB အကြီးအကဲကိုတမရကဖယ်ရှားနိုင်ခြင်းရှိမရှိဆိုတဲ့အမှုမှာဖယ်ရှားနိုင်တယ်လို့တရားရုံးချုပ်ကဆုံးဖြတ်ခဲ့ပါတယ်။တိကျလွတ်လပ်တဲ့ agency တွေကိုကာကွယ်ပေးရမယ်လို့ဆုံးဖြတ်ခဲ့တဲ့အရင်စီရင်ထုံးတွေဟာ အခြေခံဥပဒေကိုရေးဆွဲထားတဲ့အတိုင်းကျင့်သုံးဖို့ရုံးတော်ရဲ့ပြက်ကွက်ခဲမှုသာဖြစ်ပြီးတော့ဒီအေဂျင်စီတွေဟာအုပ်ချုပ်ရေးအာဏာကိုကျူးကျော်ထိပါးရရောက်နေတယ်လို့တရားသူကြီးနှုတ်ရဲ့စီရင်ချက်မှာဖော်ပြထားပါတယ်။အကယ်၍တရားရုံးချုပ်ကသာနောင်လာမဲ့အမှုတွေမှာဒီလိုတကောတော်အုပ်ချုပ်ရေးအာဏာသီအိုရီကိုအမြင့်ဆုံးနဲ့အပြင်းထန်ဆုံးဖွင့်ဆိုဖို့သဘောတူလိုက်မယ်ဆိုရင်တရားဥပဒေစိုးမိုးမှုအပြန်အလှန်ထိန်းချုပ်မှုတွေနဲ့တွားတဲ့သမ္မတတယောက်ကအုပ်ချုပ်တာနဲ့မတူတော့ဘဲဘယင်တစ်ပါးအုပ်ချုပ်သူတို့ဖြစ်လာနိုင်တယ်လို့ဝေါ်လ်မန်ကသုံးသပ်ထားပါတယ်။ မေရိကန်ဥစားထူထောင်ခဲ့တဲ့စနစ်မှာသမရကိုဆွဆွဲပြစ်တင်ပြီးဖြုတ်ချတာကလွင်တခြားထင်းကြောင်းမှုမျိုးရှင်းရင်းလင်းလင်းရှိမှထားပါဘူးဥပဒေတရားတိုင်းအကောင့်တဲ့ဘဝကိုပြက်ကွက်တာဟာယာရုကနေဖြုတ်ချနိုင်တဲ့အထိကြီးလေးတဲ့ရာဇဝတ်မှုဖြစ်တာတော့ရှင်းပါတယ်ဆိုလိုတာကဒီလိုဆွဆွဲဖြုတ်ချမခံရဘူးသမရကဒီလိုလုံရက်ကရင်ရှိနေတယ်ဆိုတာကကလွတ်တော်ကသူ့ဘက်ကရှိနေလို့ဆိုတာပေါ်တင်လာပါတယ် The people elected me to do the job and I'm doing it yeah. ပါတီတူရီပလီကန်အမတ်တွေကပဲအထက်အောက်လွှတ်တော်နှစ်ရစလုံးမှာလူများစုဖြစ်နေသလိုလက်ရှိချိန်ထိသမရထရန့်ရဲ့မူဝါဒတွေကိုထောက်ခံနေကြတာကြောင့်ပဲအာနာခွဲဝေကျင့်သုံးရင်းနဲ့ပတ်သက်ပြီးတော့တကယ်တိုက်ပွဲမျိုးမရှိသေးတာလည်းဖြစ်ပါထောက်ခံသူတွေကတော့ဒါအခြေခံဥပဒေနဲ့အညီအာဏာကျင့်သုံးမှုကိုပြန်အသက်သွင်းတာပဲလို့ဆိုကြပါတယ်။အုပ်ချုပ်ရေးမှန်တိုင်းတစ်ခုလုံးမှာလူထုကတိုက်ရိုက်ရွေးကောက်တင်မြှောက်တာဆိုလို့ သမဏတူးသေးတာရှိတဲ့အတွက်ဒီမန္တိုင်တစ်ခုလုံးပေါ်မှာသူကပဲအပြည့်ဝအာနာပိုင်တယ်လို့ခြေပကြပါတယ်ကန့်ွက်သူတွေကတော့ဒါဟာအာနာလဝကြီးအုပ်တာတူးတယောက်ထဲကအာနာသိမ့်လိုက်တာလို့ဝေဖန်ကြပါတယ်တီးကြလွတ်လပ်တဲ့အေဂျင်စီတွေဆိုတာနိုင်ငံရေးလွှမ်းမိုးမှုမရှိအောင်ဖန်တီးခဲ့ကြတာဖြစ်ပြီးတော့သမဏတယောက်ထဲကသာထင်သလိုသာလုပ်နိုင်ရင်အကုန်ဖြုတ်ပြစ်လို့ရရင်အာနာရှင်စနစ်ဖြစ်သွားတော့မယ်လို့သတိပေးနေကြပါတယ်မကြာခင်မှာထရက်ရဲ့အုပ်ချုပ်ရေးဆောင်ရွက်ချက်တွေကိုကန့်ွက်တဲ့အမှုအများစုကိုတရားရုံးချုပ်ကဖြေကြရတော့မှာဖြစ်ပါတယ် ထွန်းပထမတပ်တန်းမှာခန့်အပ်ခဲ့တဲ့၃ဦးပါဝင်တရားဝင်တရားသူကြီးစုပေါင်း၉ဦးရှိတဲ့နဲ့၆ဦးက Conservative ပါပူရင်းပြီးတော့ Liberal အမြင်ရင်းတာက၃ဦးပဲရှိတယ်လို့အများလက်ခံထားကြပါတယ်။ဒါပေမဲ့ Conservative ပါရင်းတဲ့တရားသူကြီးတိုင်းကထွန်းဘက်ကိုပါမယ်။ဒီကိုယ်တော်အုပ်ချုပ်ရေးအာဏာသီးတွေကိုလက်ခံမယ်လို့ကန်ဒီကံမှမပြောနိုင်ပါဘူး။အရင်တုန်းကတော့အငင်းဝါဝဲရာကိစ္စတွေမှာတရားဝင်ချုပ်ရဲ့ဆုံးဖြတ်ချက်က၆ဦး၃ဦးဆိုတဲ့ကွဲလွဲမှုမျိုးရှိခဲ့ပါတယ်။ထွန်းပထမတပ်တန်းတုန်းကစာဝတ်ချက်တွေအတွက်ပြစ်မှုကြောင်းရ ကင်းလုတ်ခွင့်ကြေကြေပြန့်ပြန့်ရှိတယ်လို့တရားရုံးချုပ်ကပဲဆုံးဖြတ်ပေးခဲ့တာဖြစ်ပါတယ်။ဒါမဲ့မကြာသေးခင်ကရွှေပြောင်းတွေကိုနှင်ထုတ်တဲ့ကိစ္စမှာတော့ဟန်တားတဲ့ပြည်အောင်စုတရားသူကြီးတို့ကိုဆွဆွဲဖြုတ်ချမယ်လို့ထရန့်ကဝေဖန်ခဲ့ချိန်မှာတရားသူကြီးရုပ်ရောဘတ်ကိုတိုင်ကြီးညာချက်ထုတ်တုံ့ပြန်ခဲ့ပါတယ်။ရာစုနဲ့နှစ်ခုကျော်အတွင်းမှာတရားသူကြီးကိုဆွဆွဲပြစ်တင်တယ်ဆိုတာကတရားဝန်ဆုံးဖြတ်ချက်တစ်ခုပေါ်သဘောမတူတဲ့အခါသုံးနှင်းနဲ့တိတ်လျော်တဲ့တုံ့ပြန်မှုမျိုးမဟုတ်ခဲ့ပါဘူး။ပုံမှန်တိုင်းသဘောမတူလို့ရှိရင်အယူခံတက်လို့ရတဲ့လုပ်ငန်းစဉ်ရှိပါတယ်လို့ တရားသူကြီးရုပ် Robert ကကြီးညာကြတဲ့ဆိုထုတ်ပြန်တယ်။ဒါဟာတရားသူကြီးတွေကို threat နဲ့သဘောတည်းမရှိုံနဲ့ထုတ်ချဖို့ကြိုးပမ်းမှာလို့တရားစီရင်မနိုင်ကွာဆွပတ်မှာလို့လက်မခံနိုင်အောင်ပေါ်ပြလိုက်တာဖြစ်ပါတယ်။ Trump ပထမတတ်တန်းလုံးကလည်းတရားသူကြီးဆိုးတွေဥပမာတရားသူကြီးတွေစတဲ့စကလုံးတွေတုံးလာတဲ့ချိန်မှာ Robert ကတန်တားခဲ့မှာ။ဥပမာတရားသူကြီး Bush တရားသူကြီး Trump တရားသူကြီး Clinton တရားသူကြီးရဲ့လူမရှိကြောင်းရုံးတော်ရှိရောက်လာသူတွေအတွက် တာဒူညီမြအခွင့်အပေးဖို့အကောင်းဆုံးလုပ်နေကြတာဖြစ်ကြောင်းအဲ့ဒီတော့ကလည်းဖြစ်ချင်းရထုတ်ခဲ့ပူပါတယ်။ဒါကြောင့်မလို့အခုချိန်မှာထရန့်ကိုထိန်းချုပ်နိုင်စွမ်းကတရားရုံးချုပ်မှာပဲရှိနေလို့ဆိုရမှာဖြစ်ပါတယ်။တကူတော့အုပ်ချုပ်ရေးအာဏာသီအိုရီကိုလက်ခံပေးပြီးတော့အခြေခံဥပဒေပုံမှန်နှစ်ကိုအမြင့်ဆုံးဖွင့်ဆိုပေးခဲ့ရင်တော့တမိုင်းမှာမကြုံစဘူးအာဏာအရှိဆုံးတမနာရာထူးဖြစ်လာနိုင်တယ်လို့အမေရိကန်ရဲ့အုပ်ချုပ်ရေးစနစ်ကိုတော့အခြေခံကြကြပြောင်းလဲသွားစေတော့မှာဖြစ်ပါတယ်။အမေရိကန်ဒီမိုကရေစီရဲ့မန်နိုင်၃ရက်မှာ ်ဥချိုကြီးမန်နိုင်တမရကတကူတော့ဥချိုကြီးအာနာတီယိုလေးကိုအကျယ်ပြန့်ဆုံးကျင့်သုံးလာချိန်မှာဥရပြည့်ရဲ့မန်နိုင်ကရောတရားစီရင်မန်နိုင်ကပါတမရဘက်ကပဲရည်တည်ခဲ့မှာဆိုရင်ဘာလို့ဆက်ဖြစ်လာမလဲဆိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ် န်တွင်ဇလန်းတဘူဟာဘလို့လုတ်ပြီးတော့2025ရဲ့အငင်းပွားစရာအကောင်းဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတလေတရုတ်ဆောင်ရွေးလာကနေနိုင်ငံရေးတီထွင်ဖန်တီးမှုဆိုင်ရာအဆုံးဖြတ်ချက်တိအပြောဆိုမလုပ်ခဲ့ပါဘူးထောင်ကူ39ကုန်းလုံးကရိုက်ကူးခဲ့တဲ့ဂန်တွင်အန်နီမေးရှင်းဇာတ်ကားကိုဒီစနီကပဲတကယ်လူတွေနဲ့တရုတ်ဆောင်ထားတဲ့ live action version ရုပ်ရှင်ဇာတ်ကားဖြစ် ပြန်လည်ဆန်းသစ်ဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အငင်းပွားစရာတွေကလူရွေးပွဲကလေးကစခဲ့ပါတယ်ကိုလံဘီယာနယ်ပွားလက်တီနိုတရုတ်ဆောင်ဝေချယ်ဇက်ဂလာကို စနိုးဝိုက်ဇက်ကောင်အနေနဲ့ရွေးကလေးကကြက်ရည်စခဲ့ရပါအဓိကဟာမတူကွဲရမှုတွေတာတူညီမျှမှုတွေကိုအလေးပေးတဲ့နိုးထာရေးလှုပ်ရှားမှု wokeness အရန်လွှမ်းမှုတွေဆိုပြီးတော့ anti woke တမားတွေကဝေဖန်ခဲ့ကြပါတယ် remake ဆိုပြီးတော့ပြန်ရိုက်မယ်ဆိုရင်ငွေရေးရုပ်ရှင်ကိုအနည်းနဲ့များတော့ဝန်မှန်လေးရှိကြပါတယ်ငွေရင်းကဒီစနီရဲ့အနာဂတ် animation ရုပ်ရှင်တွေအတွက်စံနှုန်းမြင့်မြင့်မားမားသတ်မှတ်ပေးနိုင်ခဲ့တဲ့အထိအောင်မြင်ခဲ့တာပါဒါ့အပြင် someday my prince will come ဆိုတဲ့ ဇဝင်တီဟာသူ့ရဲ့ဘဝကိုပြည့်စုံစေမဲ့မင်းသားလေးအလာကိုမျှော်နေရတဲ့မင်းကလေးရဲ့လာနိုးငယ်မျှော်ဘဝကိုပေါ်ကျူတာဖြစ်ပါတယ်။အစိတ်သင့်ပန်းသီးကိုကိုက်မိအပြီးမှာမင်းသားလေးကအနမ်းနဲ့မကယ်တင်မီအထိမူရင်းဇာလန်လေးကစနိုးဝိုက်လေးဟာလူပွေလေးတွေအတွက်တပြက်စီလှဲပေးရင်းနဲ့ပျော်ပျော်ပါပါနေခဲ့တာဖြစ်ပါတယ်။ဒီဇက်ကောင်တွေကအရွက်ခံခဲ့ရတဲ့ဇက်ကလာကမူလဇလန်းဟောင်းဟာစနိုးဝိုက်နဲ့သူ့ကိုလိုက်ချောင်းနေတဲ့လူတယောက်အကြောင်းအချစ်ဇလန်းကိုအဓိက focus ထားတာပဲလို့နောက်ပြောင်ပြောဆိုခဲ့ပါ တကယ်တမ်းတော့မူလရုပ်ရှင်မှာမင်းသားလေးကစနိုးဝိုက်ကိုမြင်မြင်ချင်းချစ်မိသွားပြီးတော့တဏန်တလျားလိုက်လံရှာဖွေခဲ့တယ်လို့သူပြောထားတာပါဒီလိုကံဝင်ဇက်ကိုအခုလိုမှတ်ချက်ပေးခဲ့တဲ့အတွက်ဇက်ကလာဟာအချစ်ဆိုတာကိုမယုံကြည်တဲ့အန်ဒီလက်တမားလို့လူမှုကွန်ရက်ပေါ်မှာပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပါတယ်ဇက်ကလာဟာထရေလာအတွက်ကျေးဇူးတင်စကားမျှဝေခြင်းမှာလဲပါလက်စတိုင်းလွတ်မြောက်ပါစေဆိုတာပါတွဲတင်ခဲ့တဲ့အတွက်ပိုရှုပ်ထွေးကုန်ပါတယ်ဒါပြင်အမေရိကန်ရုပ်ောက်ပွဲကာလမှာလဲထရန့်မဲဆန္ဒရှင်တွေနဲ့ထရန့်ကိုယ်တိုင်ဟာငြင်းငြင်းကြီးကိုဘရောမှနားမလည်ဘူးလို့ မှတ်ချက်ပေးခဲ့တဲ့အတွက်ပါထရန်ထောက်ခံသူတွေကွန်ဆာဗေးတီတွေအပြင်းထန်ဝေဖန်မှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။နောက်ပိုင်းမှာဇက်ကလာဟာဒီကိစ္စတွေပြန်တောင်းပန်ခဲ့ရပါတယ်။အဲ့ဒီချိန်မှာမီလွဲဖြစ်သူမြန်မာကြီးနေရာတေးဥဆောင်တဲ့ဂဲလ်ဂက်ဒေါကလည်းအစ္စရေးကဂါဇာစစ်စင်ကြီးကိုထောက်ခံကြောင်း post တွေတင်ခဲ့ပြန်တဲ့အတွက်သူပါတဲ့ဇက်ကားတွေသဘိမောက်ဖို့တောင်းဆိုတဲ့အတန်ကလည်းထွက်လာပြန်ပါတယ်။ဒီမှာဇလန်းကမဆုံးသေးပါဘူး။ Snow White ဆိုတာကလူပူလေး9ယောက်ဂူထဲမှာအတူနေကြတဲ့ခင်းနောက်ပြန်ဆွဲတဲ့ဇလန်းဖြစ်တယ်ဆိုတော့ လူပူတယောက်ဆောင်တူဖြစ်တဲ့ပီတာဒင်းဂလစ်ရဲ့မှတ်ချက်ကလည်းတက်ရောက်မှုကြီးခဲ့ပါတယ်။ဒါကြောင့်ဒီစနေကဒီလိုမျိုးပုံသေးကားချသတ်မှတ်တာမျိုး stereotype လောက်တာမျိုးတွေအားဖြည့်အောင်မရောက်စေဖို့ဒီဇက်ကောင်ခုနှစ်ယောက်ကိုမတူညီတဲ့ချင်းကပုံနဲ့ကင်တွယ်မယ်လို့ထုတ်ပြန်ခဲ့ပြန်ပါတယ်။လူပူလေးတွေနေရာမှာ CGI နဲ့ဖန်တီးထားတဲ့မော်တော်လေးတွေဖြစ်အစားထိုးခဲ့ပါတယ်။အဲ့ဒီအခါမှာလည်းလူပူတယောက်ဆောင်အချို့ရဲ့ဒေါသနဲ့ကြုံခဲ့ရပြန်ပါတယ်။ဒီစနေကသူတို့ရဲ့အလောက်ကင်ခွန်လန်းတွေကိုခွေ့ယူလိုက်တယ်ဖျက်ဆီးလိုက်တယ်လို့ဆွဆွဲခံရပြန်ပါတယ်။ ဒီစနီကနိုင်ငံရေးအမှန်ကန်မှုရှိအောင်အရန်စူးစမ်းရင်းနဲ့လူပူတရုတ်ဆောင်တွေရဲ့အလုတ်ကင်တွေကိုဖယ်ရှားလိုက်ပြီးလို့ဝေဖန်ခံခဲ့ရပါတယ်။ဘီပတ်လမ်းမှာဒီလိုပြဿနာတွေဝိုင်းနေတဲ့ဒီရုပ်ရှင်ကိုယ်တိုင်ကလည်းကောင်းပါမလားလို့မေးခွန်းထုတ်ခံနေရပါတယ်။အစောပိုင်းထရီလာတွေမှာ CGI ကမစွန်ဘူးလို့အပြစ်ပြောခံရပါတယ်။ဇက်ဝင်ဒီ Waiting on a Wish ကလည်းအရန်ရေပုံရဆန်ပြီးတော့ဆွဲဆောင်မှုမရှိဘူးလို့ပြောကြပြန်ပါတယ်။ကျွန်တော်ကရုပ်ရှင်ထရီလာ YouTube မှာ dislike အချိုးအများဆုံးဗီဒီယိုတစ်ခုပါဖြစ်လာခဲ့ပါတယ်။ ဖေဖော်ဝါရီလထိ like သသိန်းရထားပြီမဲ့ dislike ကသသန်းခွဲတောင်ရထားပါတယ်ကွန်ဆာဗေးတဲ့မီဒီယာတွေကဆိုရင် go woke go broke ဆိုပြီးတော့ငွေကြေးရအရှုံးပေါ်မယ်လို့ပါဝေဖန်ထားကြပါတယ်ဒီဇာကငွေကြေးရအောင်မြင်မှုရခြင်းမရခြင်းတက်ကိုရင်ချင်းမှုတိုက်ပွဲတွေကြောင့်ပိုအမှတ်ရနေမှာကတော့သိချပါတယ်ပိုသဘောကွဲလွဲလာတဲ့ကဘာမှာအစွန်းနှစ်ဖက်ရင်ချင်းမှုတိုက်ပွဲတွေရဲ့သားကောင်ဖြစ်နေတယ် snow white ဇာကဟာစုညံတန်တွေဝေဖန်မှုတွေကိုကြော်လွှားပြီးတော့နတ်သမီးပုံမြင်တဲ့ဘုတ်ရဲ့အစင်လာတိုင်း ပျော်ရွှင်စရာဇက်သိန်းနဲ့အဆုံးသတ်နိုင်မလားဆိုတာကိုတော့မလာ20ရက်နေ့ရုံစတင်ပြီးမကြမီမှာပဲသိကြမှာဖြစ်ပါတယ်ခင်ဗျာတော်လို့ရှာရှာကဘာသလားအစီအစဉ်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်စိုက်ခင်တွေပါ